ိုတွင်းနေတဲ့တရက်နီဒီမော့ဖြစ်သူအန်တိုနီကိုနှစ်သိမ့်ပေးခဲ့တဲ့ဆန်ချိုဗုဒ္ဓဟူးနေ့ညကကစားခဲ့တဲ့ယူရိုကွန်ဖရင့်လီဘောလူပွဲမှာချက်စီတင်းကရီယယ်ပရီတင်းကို၄ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးဖလားစခုသွားခဲ့တဲ့ပွဲပြီးမှာဖလားအောင်ဝဲခံနေတဲ့ကွင်းတွင်းမှာပဲချက်စီတင်းတိုက်စစ်ကစားမှာဂျေဒန်ဆန်ချိုကချုံပွဲကြောင့်ဝမ်းနွယ်ပူဆေးပြီးငိုတွင်းနေတဲ့ဘက်တီအတင်တိုက်စစ်ကစားမှာအန်တိုနီကိုနှစ်သိမ့်မှုပြုလုပ်ခဲ့ပါတယ်ဒီပွဲစဉ်ရဲ့အနုစိတ်ကြောင်းကိုပြောရရင်ဂျေဒန်ဆန်ချိုကပွဲချိန်60မိနစ်မှာနှစ်တူရဲ့နေရာမှာလူစားလဲဝင်ရောက်လာခဲ့သူပါပွဲထဲဝင်ရောက်လာပြီးမကြခင်မှာပဲသူကချက်စီတင်းရဲ့တိုက်စစ်ပိုင်းကိုအသက်ဝင်စေခဲ့ပြီးထက်မြက်တဲ့ခြေရွှဲနေကိုပြသခဲ့ပါတယ် ပွဲချိန်63မိနစ်မှာဆက်စည်းတင်းအတွက်တတိယဂိုးကိုပြတ်သားသွင်းယူပေးရပြီးအတင်းရအောင်ပွဲကိုပုံမူခိုင်မာစေခဲ့ပါတယ်။တစ်ဖက်မှာတော့ဘတ်တီတင်ရှုံးလင်းခဲ့တာကြောင့်အက်တိုနီတယောက်ဝမ်းနွဲ့ပူဆေးပြီးငိုကျင်းနေခဲ့တာကိုတွေ့ရပါတယ်။သူကဒီဘောလူပွဲအတွက်အများကြီးမျှော်လင့်ချက်တွေထားရှိခဲ့ပြီးအတင်းကိုအောင်ပွဲရအောင်ကူညီပေးခြင်းမုံရပါတယ်။ဒါပေမဲ့ဒီရှုံးလင်းမှုကသူ့ကိုအကြီးကျယ်နာကျင်စေခဲ့ပြီးကွင်းပြင်ပေါ်မှာပဲပွင့်ပွင့်လင်းလင်းငိုကျွေးခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီမြင်ကွင်းကိုတွေ့ရတဲ့အခါ ဂျီဂျန်ဆန်ဂျိုကသူ့ရဲ့ချက်စီတင်းပေါ်ရင်းနဲ့တူအောင်ပွဲခံဒီယာကနေကနဒါထွက်ခွာခဲ့ပြီးသူရဲ့မန်ချက်စတာယူနိုက်တက်အသင်းပေါ်ဟောင်းအန်တိုနီစီကိုတွားရောက်ခဲ့ပါတယ်။ပြီးတော့စင်မကောင်းဖြစ်နေတဲ့အန်တိုနီယာပခုံးကိုဖတ်ပြီးပွေပတ်မှုပြုလုပ်ရင်းနေတဲ့အာဘစ်ကားတွေပြောကြခဲ့တာကိုတွေ့ရပါတယ်။ဒီမြေခွေးကဘောလုံးလောက်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပေမဲ့လည်းကစားသမားတွေကြားမှာပုတ်ကိုရင်မိတ်ဆေတဘောတာတွေဆာနာနားလည်မှုတွေရှိနေသေးတယ်ဆိုတာကိုပြသနေတဲ့တကယ်ကိုလှပတဲ့မြေခွေးတစ်ခုပါပဲ။အန်တိုနီယာပြီးခဲ့တဲ့ဇန်နဝါရီလပြောင်းရွှေ့ကာလတုန်းကမန်ချက်စတာယူနိုက်တက်အသင်းကနေဘတ်တစ်တင်းစီကိုငားတဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဘတ်တစ်ရောက်ပြီးခဲ့တဲ့က သူကမန်ယူမှာရုံးကန့်ခဲ့ရတဲ့ပုံစံဇိုးတွေကနေရုံးထွက်နိုင်ခဲ့ပြီးအချင်းကြီးလောက်စီကောင်းတဲ့အာအသင်းပွဲဆွဲဆောင်ရည်တွေကိုပြသနိုင်ခဲ့ပါတယ်။သူရဲ့ခြေစွမ်းတွေကြောင့်ပဲဗတ်တီတင်ကို conference ဘောလူပွဲထိရောက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒီဘောလူပွဲမှာတော့သူရဲ့ပုံစံကောင်းပျောက်ဆုံးနေခဲ့ပြီးဒါကလည်းသူရဲ့ one net ပူဆွေးမှုကိုပုံမပြင်းထန်စေခဲ့တာပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကဂျေဒန်ဆာချူရောအန်တိုနီပါမန်ချက်စတာယူနိုက်တက်တင်ကနေအငှားနဲ့ထွက်ခွာခဲ့ကြတဲ့ကစားသမားတွေဖြစ်ပါတယ်။သူတို့နဲ့ဦးစလုံးကမန်ယူရဲ့အနာဂတ်စီးစီးနေမှာမပါဝင်တော့ဘူးလို့ယူဆရပြီး ဒီနေရာဒီအပြောင်းရွှေ့မှာတော့အပြစ်ဒဏ်ရောင်းချခံရဖို့ရှိတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒါကြောင့်ဒီပိုလူပွဲဟာသူတို့ရဲ့ကကြမာစိုးကိုဆုံးဖြတ်နိုင်မဲ့ရေးကြီးတဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။တအူးကဖလားနဲ့ပြောရွှေ့နေချိန်မှာနောက်တအူးကရှုံးပွဲကြောင့်ငိုကြွေးနေရပေမဲ့သူတို့နှစ်ဦးသားကခိုင်မာတဲ့မိတ်ဆွေတန်ရုံးစဉ်ကိုတော့အချိန်ကပြောင်းလဲဖြစ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဘလုံးဆိုတာပြိုင်ဆိုင်မှုအောင်ပွဲခံမှုတွေရှိသလိုဝမ်းနည်းမှုရှုံးနေမှုတွေလည်းရှိပါတယ်။ဒါပေမဲ့ဒီလိုခိုက်တဲ့နေမှာအတင်းမဟောင်းတွေဂျာကနားလည်မှုနဲ့နှစ်သိမ့်မှုတွေကဘလုံးဝဲရဲ့အလှပကိုပုံမတော့ပစေခဲ့တဲ့ဆိုတာဆန်ချိုနဲ့အန်တိုနီတို့ရဲ့မြင်ကွင်းကထင်ရှားစွာတက်တည်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒီမြေခွေးကကွင်းတွင်းကဒေါ်မာလီမကပဲလူသားချင်းချစ်ချစ်ရင်းနှီးမှုရပြယုတ်တစ်ခုဖြစ်အားလုံးရဲ့မျက်ညံထဲမှာကျင်ရင်နေမှာပါဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်ချစ်